virus ဘာနဲ့မှာကြိုဆိုပါရရှင်ဒီနေ့မှာတော့ဆီယမကြီးအေးရဲ့၅ယောက်ကြားဆိုတဲ့ဝတ္ထုတူလေးကိုဖျက်ပြသွားမှာဖြစ်ပါတယ်အားလုံးပဲနားတော်တာစင်ခန်းစားပေးကြပါအောင်ရှင်ဆီယမကြီးအေး၅ယောက်ကြားသူတို့လင်မယားသည်ညနေစာကိုစောစောစတတ်ပြီးလေသာဆောင်သို့ထွက်ခါမီးထွန်းချိန်အထိ ထွေရလေးပါ စကားပြောမြင်ဖြစ်လေသည်ထိုညနေတွင်လည်းခါတိုင်းလိုပင်လာသာဆောင်သို့ထွက်နေကြပြီး လက်ထပ်ပြီးစာလင်မယားဖြစ်သည်နှင့်အညီအပြုံးကိုစီနှင့်အချစ်ချောင်းကိုဆွေးနွေးနေမိကြသည် မောင်ရိတ်တန်းပြီးအေး၍လာတော့မှအိမ်တွင်ဝင်ဖို့တတိရပြီးစကားဖြတ်ကြရလေတော့သည်ဇနီးတဲ့ကအရင်ထလိုက်ခါအော်မောင်ရိတ်ချစ်ချင်းရဲ့အစာဟာရှာရခက်တယ်ဆိုလို့တတိရသေးတယ် မောင်ကိုစတွေ့ဖူးရင်တွေ့ဘူးချင်းရင်ထဲမှာဖြစ်လာတာက"အိုးတိတ်တနာစရာကောင်းတဲ့လူတစ်ယောက်ပါလား"ဆိုတာပဲ။တနာလွန်လို့ချစ်ရတာပဲထင်ပါရဲ့။ခုဖွင့်ပြောလိုက်လို့စိတ်လည်းမဆိုးနဲ့အောင်နော်။ဟုတ်မမျော်လင့်သောစကားကိုပြောသည်။သူသည် ထိတ်ထိတ်ပြပြဖြစ်သွားပြီးမော်ပြီးသာငေးကြည့်နေမိတော်လေသည်။ခရေးကြီးမြင်ရသောဇနီးတဲ့ဤမျက်နှာတွင်နှက်ခမ်းကအပြုံးနှင့်မျက်လုံးကအရှိတ်ပင်လျှင် တနာခြင်းဖြင့်နူးညံ့နေသည် ဟုထင်သည်သူမ၏တနာစိတ်များမှာမမြင်နိုင်သောအမှုံအရင်အငွေ့အသွင်တစ်ခုခုကိုဆောင်ကသူ့ကိုယ်ပေါ်အထက်ထက်ကြလာ လွှမ်းမိုးသွားသည်ထင်ပြီး ခြေပြက်လက်ပြက်ပင် စိတ်ပြက်၍သွားလီတော့၏ပလက်ကလထိုင်ပေါ်ကကိုကိုကိုပင်ကြွ၍မရဘဲအလိုလီငါဟာတနာစရာတတ္တဝါစူပါလားကွယ်ဟုစိတ်တွင်းက တွတ်တွတ်ညီရင်မောပန်းနေမိလေသည်ချယ်ရီလာတွေထွက်လာတာကိုပဲမမြင်မိအแทဲဝင်တော့လေအေးမိလိုက်မယ်ဟုဇနီးတဲ့ကြီးအတန်ကိုနာခံရမှာအလိုအလျောက်ခြေထောက်ကလန်ကာအိမ်တွင်းရောက်တော့လေစိတ်ကတခြားသူတို့လင်မယားမှာညာပိုင်းဆိုရင်စာဖတ်ကြသည်ဖြစ်၍သူသည် စာအုပ်တအုပ်ကို လက်ကျင့်ပါနေသည့်အတိုင်းဆွဲယူကဖတ်ဖို့ကြိုးစားသည် တမျက်နာပြီးတမျက်နာကုံသွားမိ၏သို့သောခေါင်းထဲတွင်ဘာမှမကြံရဲ့စာအုပ်တဝက်ကျိုးလာ၍မှဘသူဆက်လိုက်မှမသိစနီးတဲ့ကိုမတိမတာခိုးကြည့်မိလိုက်သည်မှာခဏခဏပင်ဖြစ်ချည်၏သူမသည်စာအုပ်ထဲတွင်စိတ်အတော်ဝင်စားနေသည့်ပမာမျက်မှောင်ကလေးများပင်ကုတ်လျက်ရှိသည်သူမ၏ဖနှတ်ဦးကကျမ်းပြင်ကိုစီးဝါးကြစွာမတိုးမကျဲတိုးခေါက်နေသည်ကလွဲ၍ ဘာမှလှုပ်ရှားမှုကို မမြင်ရခြင်း။သူမတွင် ချက်လက်လျက်ကတထစ်ချငြိမ့်စိတ်သောအကြည့်အပျော်အမှုရာများရှိသည်။သူသည် စာအုပ်ကို စိတ်ဝင်စားစွာဖတ်ရန် ကြိုးစားပြန်လဲမရခြင်း။စာအုပ်ကို ပိတ်လိုက်မည်ရွယ်တော်လဲဇနီးတဲ့ကလှည့်ကြည့်မည်ကို မလိုလားခြင်း။စာမဖတ်ပဲညလုံးကစိုက်မိဆက်ရာကုန်ပြီလားလက်သေးကိုသာကြိုက်နေမိသည် စာအုပ်ကိုဖွင့်ထားပြီးမျက်နာကတခြားရောက်နေသည်မှလည်းမြင်၍မကောင်းလားဟုသတိရမိပြန်၏သူသည်ဘသူ့ကိုမှမသိဒေါသထွက်ခါစာအုပ်ကိုပိတ်ပြီးစပွဲပေါ်တင်လိုက်၍ဒီညစစောအိတ်ချင်နေကွယ်ဟုဖွင့်တောင်းကအိတ်ခမ်းတို့လာမိသည်ဇနီးတဲ့ကမူမကြား၍လာမသိဘာမှမပြောချင်အိတ်ခမ်းတွင်းတို့ရောက်သည့်အခါမှန်တင်ကုံတို့ပထမဆုံးသွားပြီး ကိုကိုကိုပြန်ကြည့်လိုက်၏။နှထင်းဆန်းစားကလေးများကြောင်စားပြူကဝါရော်ရော်အသားရည်ပန်းလျာသောကိုဟန်နှင့်လူရွယ်တယောက်သည်မှန်ထဲကနေပြီးခက်ကြောင်ကြောင်ပြန်၍ကြည့်သည်ကိုမြင်ရ၏။မျက်လုံးနှလုံးနရွက်နှစ်ဖက်နှင့်လည်းပြည့်စုံပါ၏။လမ်းများချီများတွင်လဲ6ချောင်းခုနှစ်ချောင်းဟူ၍အတက်အပွားပေါက်ခါမနေချီနှစ်ချောင်းပေါ်ဆုံရက်နေမည်ဆိုရင်လဲနေနိုင်တာ လေးဖက်ထောက်ချင်စိတ်ပေါက်လင်းလဲထောက်နိုင်သူတွင် ခြေလက်အင်ကအပြည့်စုံရှိသည်ခေါင်းပေါ်တွင်ဘိုကီထား၍နှာခမ်းညီပါညီမဆိုးသဖြင့်ယောက်ျားမန်လေးတည်တာသည် အချုပ်ဆိုရလျင်သူသည်တခြားယောက်ျားများနှင့်ဘာမျှမကွာချေဒါကိုဇနီးတဲ့ကတနာသည်ရဲ့မိမလည်းဖြစ်ငါးနှစ်ကြော်လဲငယ်ပြီးမိမိကလှုပ်ကျွေးပြုစုတီကိုခံရသောဇနီးတဲ့က တနာစရာကောင်းလိုက်တာဟုဆိုခြင်းမှာသဘောယူတော့ဟုတ်မည်မထင်လေဒီပန်ဒီတာညီးပုံမျိုးသားဖြစ်မည်ဟုထင်ကမကြည်မနှက်နဲ့အတော်ပင်ဆွေးနေမိနေသည်ထိုခဏ၌ကလထာရွေတန်ကြာရ၍လန့်သွားမိသည်ယခုလိုညာကြီးမင်းကြီးမှာယောက်ျားတယောက်မှန်ချိနေသည်ဆိုသည့်ကိစ္စမှာတဲပြီးမဖွဲရလှပါတကားသူ့မိမမြင်သွားလျင်ဘာထင်မလဲအဲ့ရာတို့မြ мян ပြေးပြီးလဲကနေလိုက်ရာ ဇနီးတွေကမြင်သွားပြီးရေတံနဲ့အတူဘာဖြစ်လို့ပြေးလွှားနေရတာလဲတရေကြောက်လို့လားယင်ဟုတ်နောက်ပြောင်တန်းကို ကြားရသည်သူသည်ဘာမှပြန်မပြောတတ်ပဲအခန်းဝါကဖြတ်ပြီးရေတောက်သွားသောဇနီးတွေကိုစိတ်ရှုပ်သောအကြည့်ဖြင့်ကြည်လိုက်မိ၏ဇနီးတွေကလေးသည်နည်းနည်းတော့တွက်လက်လွန်သည်ဟုထင်၏ယောက်ျားလူငယ်ကလေးတစ်ဖွဲအွှွန်လဲပေါ်များ၍တုထက်လဲလူပေါင်းဆန့်သည် ိမိမှာတော့စကားပြောညံ့ခြင်းကိုပင်ဂုံတမျိုးယူနေရချည်သည်သူသည်စကားပြောနေရင်အကောင်းသားကတဝက်ပြက်ခါထစ်အားထစ်အားဖြစ်တတ်သည်ဒီလိုဖြစ်တိုင်းလဲအမူအရာပြက်လိုက်ဒီမှာဆိုစရာမရှိမိမိဤအမူအရာများမှာလဲဘတော်မှကနာမငြိဟုထင်ခါကိုကိုကိုဒေါသထွက်ပူသည် သူသည်ငယ်စဉ်ကတည်းကလူပရိသတ်နဲ့ကင်းကွာကကြောင်တကြောင်ဝဲ တရောတလက်နဲ့ပျော်သူဖြစ်၍ဒီလိုလူစားမျိုးထုံးစံအတိုင်းအနှဲငယ်မပြေဖြစ်သည်ဟုတော့ဝန်ခံပါ၏သူမိဘများမှာပတ်စံကြွယ်ဝ၍သူ့ဘဝတွင်လူ၍တလိုက်ရင်ရသလောက်ချီးဖြစ်ရခါဘာမှစွန့်စားခံမရှိသည့်အတွက်သူစိတ်ပျော့ခြင်းလည်းပျော့ပင်မည်ယခုဇနီးတဲ့ကလေးနဲ့အကြောင်းပါသည်မှာပင်ကို့အစွမ်းတဝက်ပင်မပါကြည်သူမသည်ပွင့်လင်းခင်မင်စွာနေတတ်ခါ အပြိုကလေးဖြစ်၍သာအပြိုစကားပြောကလူပြိုစကားမပြောသည်ကိုပြန်ပြီးတတိယမိပါသည်ယခုမိဘများကွဲလွန်သွားပြန်တော့အမွေအနှစ်ကလေးများကိုအကြောင်းပြုကငိမ့်ငိမ့်အေးအေးထိုင်စားနိုင်သည်သို့တော်လည်းတနာစရာလူတယောက်ဆိုသည့်အပြောမျိုးကိုတစိမ့်တယောက်ကသာ လာပြီးပြောမည်ဆိုရင်ဆွဲထိုးမိမည်လားမသိချေ ဒီလိုဆိုရင်လေလက်တီးနဲ့ထိုးခြင်းဟူသောဗဟုသုတလေးတော့ရှားသွားပြီမြည်။ယောက်ျားကလေးဖြစ်တော်လဲကလေးဘွားတွင်တခါမှမထိုးကြိတ်ခဲ့ဘူးကြီး။ចောင်းသွားចောင်းပြန်ကိုအစေခံကလားကြီးကထမ်းပို့ထမ်းပြန်ပြီးအိမ်ရောက်တော့အောက်ကိုမစင်းရဗျုံးကနေမင်းမိပြန်ဒီမှာ။ဘာဖြစ်လို့များကိုယ့်ကိုတနာရတာလဲကွယ်။အင်မတန်ညံ့နေလို့များထင်နေလို့လား။တကူဒီမချိမဆန်ဖြစ်နေမိ၏။ ညင့်သည်နှက်လာကတိတ်ဆိတ်၍လဲနေသည်ဇနီးတဲ့ကတော့စာဖတ်တော့သူ့စိတ်ဆွေးနေလျင်ခေါ်၍မရမိမိလည်းဒီညတော့အိပ်၍ပြောမည်မထင်စိတ်တွေကကြောင်ခြောက်ခြားဖြစ်လာသည်တဲသူများကတနာဆရာဆူယုံနဲ့တနာဆရာလူဖြစ်ရရောလားငါယောက်ျားပဲဟာသူများဆွဆွဲရကိုရေပစ်လိုက်ဖို့မတင်ဘူးလားဟုတတိယလာ၏စိတ်ထွက်ထွက်နေထတာ ဘီယာနှစ်ခွဆင့်တောက်လာ၏ဆင့်စစ်တော့သူသည်တခြားယောက်ျားများလိုပင် အရက်ကိုလည်းတောက်ရဲသူမဟုတ်ပါလားတို့တော်လည်းမဆွဲချင်ဘတော်မှလည်းဆွဲမည်မဟုတ်တစ်ခါတောက်တိုင်းနှစ်ခါလောက်တော့ညံ့နာရှုံမဲ့မိမည်ဖြစ်၏မတောက်ခင်တစ်ခါတောက်ပြီးတစ်ခါသူတွင်တစ်ခါတစ်ခါအတွေးမျိုးစုံသည့်အခါအိတ်မပြောတတ်သောယောဂရှိလျာထိုခါမျိုးတွင်မူးပြီးအိတ်ပြောသွားအောင်တောက်ပြရသည် တောက်ပြီးပြီးချင်းမူးတည်မဟုတ်၍အတော်ကြာပင်မခံချိမခံတာဖြစ်နေပြီးအုံနောက်ထဲတွင်ရင်းထိုးလာကခေါင်းထုတ်၍မနိုင်တော့ပဲအိပ်ပျော်သွားလေသည်မနက်မိုးလင်း၍အိပ်ရာကထသောပထမဆုံးအတွေ့မှာငါဟာတနာစရာတတော်ဝါလားကွယ်ဟူ၏စကားတလုံးကိုပြောလိုက်သူမှာတော့မေ့နိုင်၏ခံရသူမှာမတတ်တာလားကြီးအထက်တန်းပညာလေးတင်ပူ၍ အမှုပညာလိုက်စားသူတယောက်ကိုဤသို့သောမှတ်ချက်မျိုးသည်အင်မတန်ထိလာသည်အသေးအဖွဲစကားကလေးတစ်လုံးဖြစ်သည်ဟူ၍လဲစုံနိုင်ပါ၏အဘဲကြောင့်ဆိုသောလူမှုပရိသတ်ရှိတွင်စင်မြင့်ပေါ်တိုက်၍ဆဲခြင်းလဲမဟုတ်ပါဘီလင်မယားနှစ်ယောက်စကားတွေ့ကြရာပြောသည့်အထက်ကအမှတ်မထင်သောစကားတစ်ခုပင်မဟုတ်ပါလားပြီးတော့နောက်ပြောင်လာလဲဖြစ်ခြင်းဖြစ်ပေမည် ့တွင်တခုခတ်ဒီမှာအမြဲပြုံးပြီးပြောတတ်သည့်ဇနီးတဲ့ဤစကားများကိုနောက်တာလားတကယ်လားမခွဲခြားတတ်ချေသို့တော်လည်းစိတ်မဆိုးနဲ့နော်ဟူသောစကားကိုထောက်ရခြင်းဖြင့်သူအားဇနီးတဲ့ဘလိုမြင်သည်ကို ရှင်းပြလောက်ပါသည်စင်စစ်ဇနီးတဲ့မှာအသက်လဲငယ်၍သူ့လောက်လဲစာမဖတ်ဘူးချေဂီတကိုလည်းနားထောင်ယုံကလွဲ၍ဘာမှစိတ်ဝင်စားသည်မဟုတ်ပညာရှိမှန်လည်းလေ့လာရသော ပချီပပုရှေးဟောင်းဖြစ်စည်းစုခြင်းစသည်တို့ကိုလည်းသူဂယုမဆိုင်မိမိထက်သာတာတခုပဲရှိသည်မှာဘလို့လူပြိတ္တစားထဲမှာဖြစ်ဖြစ်ဖြူဖြူဖြက်ဖြက်နေနိုင်တဲ့ခြင်းဖြစ်သည်ဒီလိုမင်းကလေးမျိုးကမိမိအားတနာတယ်တဲ့သူသည်မျက်ခုံးရှုံကရှယ်လိုက်မိသည်ရှယ်တန်သည်တဘာဝမကြလာပဲသူ့ထုံးစံအတိုင်းထစ်အားထစ်အားနဲ့တဝက်ပြတ်သွားရကတယောက်တည်းခုဟာကိုကြောင်နေမိသည် ကွက်ကွက်ကိုလှောင်လိုက်တာနဲ့တောင်တူနေပါပြီ။ဇနီးတဲ့မျက်စိနဲ့စုံနေအမန်ကရန်လွှဲဖယ်လိုက်ပြီးပြီးရှင်တဲကနာတယ်လို့လို့ဖွင့်ပြောလိုက်ဖို့လဲတဲမရဲလား။စင်စစ်သူ့လောက်အာနာတတ်သူလောကမှာရှိမည်မထင်။သူ့အားဇနီးတဲ့သည်အကဲခတ်နေသည်ဟုလဲထင်၏။မိမိသည်ကြောက်ရွံ့ပမာဘယ်မှမမတုံ့လောက်ချောင်းကိုလည်းပြလို၏ စိတ်ပြေလက်ပြတယောကိုယူပါတီးလဲတီး၍မညာသို့တော်လဲဥတီယာအတန်တွင်ဆက်ခါဆန်း၍နေမိသည်တယောတန်ဒီပင်ထစ်အားထစ်အားနှင့် ဖြစ်နေသေးသည်သူမျက်စိတူရှုတွင်ဖြီလမ်းမသည် အလျားလိုက်ခင်းကနေသည် နေကလည်းမပွင့်တပွင့်တိမ်များကရစ်ဆိုင်ရက်ရာသီဥတုကြီးကတအုံနွေးနွေးရှိလာသည် စိတ်ညစ်စရာရာသီဥတုကြောင့်များစိတ်မငြိမ်နိုင်လား ဇနီးတဲ့ကလေးကအနားလာထိုင်တာကဲတခုခုတီးဆန်းပါဦးမောင်တီးတာအားကြီးနားထောင်ကောင်းတာပဲဟုဆို၏သူသည်ခဏခဏဒီလိုခိုင်းတတ်သည် သူသည်တီးရင်ကစိတ်ပါသွားလျင်စိတ်သည်တယောမာသာစိုက်ခါဇနီးတဲ့မျက်နာကိုမှတတိမရတော့ပြီတခါတရံကြောင်ကြရေကယူဆိုင်လိုက်မိလျင်ဇနီးတဲ့ဤမျက်လုံးများမှာဂီတတွင်မေးမိတ်မနေပဲဖြူးချဲဝိုင်းဆက်ခါ ချီချင်ရာကိုချီလျက်ရှိသည်ကိုတွေ့ရ၏သူသည်စိတ်ပြက်မြည်ဟုကြံစဲမှာပင်အဲ့အဲ့ဒီအကြော့ကလေးကလေဥဖုံးကိုကြီးရဲ့ချက်ဖတိန်ငင်တော်ကိုဝင်နေကတနေရာနဲ့ခက်ဆင်ဆင်မှုစဉ်းစားနေရပါဒါပေမဲ့ဥဖုံးကိုကြော့သွားတာကနည်းနည်းရှေးဆန်နေဟုအထင်ငေါ်မရှိပြောတတ်သည်သူသည်ဇနီးတဲ့ဤမျက်လုံးများကိုစိုက်ကြည့်မိရင်ရဲဝံ့ပြုံးွှင်သော တုံ့ပြန်ကြည့်ခြင်းကိုခံရကကိုကပင်စပြီးမျက်စီလွှဲပြရ၏သူသည်တယောတီးစားပြုရင်းစိတ်ပါလာကသေးမြင့်သောအတန်ကလေးနှင့်အတွန်ခတ်များဟော်နေမိလေသည်စိတ်တွင်းကမခံချိမခံသာဝေဒနာသည်ထိုးရံမြင့်မိနှင့်တယောကျိုးနှစ်ခုတို့ကြားမှာတော့လင်းနေသလိုထင်မြင်မိ၏ထိုးရံထိတ်ဖြားသည်ကနာမငယ်လူးလွန်ကနေလေ၏ အသက်မရှူတစ်ချက်ရှူတစ်ချက်နဲ့တူးလက်များသည် တုံကားနေလေသည်ဇနီးတဲ့ထံမျက်စိရောက်၍သွားမိလေရာသူမ၏မျက်နာတွင်နှက်ခမ်းကအပြုံးနှင့်မျက်လုံးက အရှိတ်ပင်လျင်တနာချင်းဖြင့်နူးညံ့နေသည်ထင်၏သူမ၏တနာစိတ်များမှာမိမိ၏မချိမဆန့်ဝေဒနာထပ်ပင်အင်အားကောင်းသောမမြင်နိုင်သော အမှုံအရေးအငွေတစ်ခုခုသောအသွင်ကိုဆောင်းကား ူကိုပေါ်အထက်ထက်ကြလာလွှမ်းခြုံသွားသလိုထင်မိသည်ဆက်ပြပူပေါင်းမှုတ်ကစားနေသောသားငယ်ကိုပြုံးချီပွိပိုက်တော်မီမိခင်၏အမူအရာကို တွေ့ရသည်တယောထိုးတန်းအလိုလိုလွတ်ကြမသွားခင်ဥအောင်အောက်ချလိုက်ရ၏မိမိကိုယ်ကိုမျက်စိတငယ်နှင့်ဖြစ်နေသည်ဟုထင်ကားရုပ်ရှင်ထဲကသူရဲ့ကောင်းလို့မမရလိုက်ခြင်း၏ဒေါသတွေထွက်ပြစ်လိုက်ခြင်း၏ သို့တော့စိတ်အားငယ်စွာသာဘာမှမတက်နိုင်ပေငီးပြီးကြည်နေမိသည်ဇနီးတဲ့ဤမျက်နှာတွင်စိုးရိမ်သောအရေးကလေးတန်းလာကအိုးမောင်ပါဖြစ်နေတာလေမျက်နှာကလည်းဖြူးလို့မင်းမကားမှုလားဟုမေးသည်ဘာမှမဟုတ်ပါဘူးဟိုရင်တော့ကစိတ်မျိုးပြန်ဝင်လာလို့ပါတစ်ခါတစ်ခါဘာဖြစ်မှန်းမသိဘူးစိတ်ကိုကွက်ကဲလို့မနိုင်နိုင်ဘူးဟုတ်တရောတော့ပါ ပြောလိုက်မိသည် ဒီစကားအမှန်ပဲထင်ပါရဲ့သူလူပြိုတော့ကစိတ်လေလွန်ကအိမ်မှာပင်အငိမ့်မနေနိုင်သည်ကိုတတိသွား၍ရ၏ဘာမှလည်းအကြောင်းမရှိပဲရင်တွင်းမှအပူတပူကြွားကနေပူမိုးရွာမရှောင်းရှောက်သွားနေမိ၏ယခုဇနီးတဲ့ကလေးနဲ့တွေ့မှစိတ်တွေငြိမ့်အပြီး လူလူတူတူနေရွေးရသွားသည်ကိုမငင်းနိုင်ဟုတ်ပါရဲ့မောင်တစ်ခုခုဖြစ်နေတယ်လို့ထင်တာပဲညကလေးကမဟုတ်လားသူသည်ထိတ်ထိတ်ပြပြဖြစ်၍သွား၏ သူသည်နှကန်းတလုံးလုံးဖြစ်နေပြီးမှထက်အားထက်အားနဲ့မောင်မောင်ကိုတနာစရာလူဆိုတာဘာသဘောလဲကွယ်ဟုတ်လှုပ်ခနဲမေးလိုက်မိပြီးပန်းလျရစွာအဖြေဆောင်မိသည်ဇနီးတဲ့ကလေးကပထမတွင်နားမလဲသလိုမျက်မှောင်ကုတ်လာ၏ထို့နောက်နားလဲသလိုမျက်မှောင်ဖြေသွား၏နှကန်းတော်လာပြီးပြုံးလိုက်၏နှကန်းဖွင့်လိုက်ပြီးအပန်ထွက်ခါអော်ပြီးရေလီတော့သည် အမလေးမောင်ရဲ့ဟုတာပြီးရှယ်ပြန်၏ဖြစ်မှဖြစ်ရလေဟုညီးပြီးရှယ်ပြန်၏သူ့ပခုံးကိုလည်းပုတ်လိုက်သည်ထို့နောက်ရယ်ပြီးရင်ထက်ထက်ရယ်ရင်နဲ့ရယ်၍မဆုံးနိုင်တော့ချီဒီလောက်ရယ်လွန်းတော့လေစိတ်ညစ်เสียကောင်းလာသည် သူသည် အနေရအထံရခက်ခါမတတ်မသာစောင့်နေမိသည်စနီးတဲ့သည် သူ့မျက်နာကိုမြင်ကဖြုံးကနေအရေရက်လိုက်ပြီးမျက်နာတီတီနဲ့ မောင်ကိုမြင်မြင်ချင်းပထမဆုံးတတိထားမိတာကညာဘက်မျက်ခုံနည်းနည်းပြက်နေတာပေါ့ပဲအဲ့ဒါအမရွတ်စုငငယ်တော့ကလိမ့်ကြတာမဟုတ်လားอืมအဲ့ဒီမျက်ခုံကလေးဆုပ်သွားတော့ကတိတ်နာမှာပဲဆိုပြီးတနာလိုက်တာလေခုတော်တွင်းပြီးရင်စိတ်မကောင်းဘူးဟုအတန်ခက်ဆွဲဆွဲနဲ့ပြော၏သူလဲရမ်းရောင်ကောင်းနေပြီအော်အော်ဟုတဝတ်တစ်ပြက်ပြောမိသည်သူဤစူးစမ်းသောအကြည့်ကိုသူမ၏အ깨ခတ်သောအကြည့်က နိုင်တော်ပြန်၍မျက်လုံးလွှဲလိုက်ရပြန်၏ဇနီးတဲ့ကသူ့စိတ်တွင်ဖြစ်နေပုံကိုမသိတလို့ပင်သူငငယ်ကစကိတ်စီးရင်လဲကြ၍လက်အယိုးကျိုးဖူးပုံကိုပြောပြနေပြန်လေသည်သူ့စိတ်တွင်အနှဲငယ်ချင်းနဲ့တလို့ဖြစ်ခါရည်ရွယ်ချက်မရှိပင်အိတ်ခမ်းအတွင်းသို့ဝင်လာရာပိတ်ဆို၍မရနိုင်သောရေတံတက်တဲ့ကိုကြားရသည်ပထမတော့လိုက်ပြုံးမိသည် လုံလုံးလာတော့တကားဝတ်တို့ထွက်ပြီးကြည့်မိသည်ဇနီးတဲ့ကအပြုံးရိပ်ရောင်ကလေးမှမရှိသောမျက်နှာဖြင့်ခတ်တီတီပြန်ကြည့်၏အမူအရာအယုတ်ဆူးစွာနဲ့အခန်းတွင်ပြန်ဝင်လာပြန်တော့ရှိုက်ပြီးရေလိုက်တံကိုကြားရပြန်၏ကြာရင်ခက်ရကြည့်ရဲ့ဟိုကြီးကအဝဲအစားကမန်းကဒန်းလဲပြီးရုပ်ရှင်ရုံဘက်သို့ထွက်လာမှမိမိပြပြဖြည့်ရွေသွားလိမ့်သည်ဆ ्याम ကြည်ငါယောက်ျား ်အဒေတာမဂဇင်အတွဲနဲ့အမှတ်59 1949မေဖတ်ရှုလို့ပြီးပါပြီခုလိုမျိုး audio box virus ပဲလာနေကိုအဆုံးထိနားထောင်ပေးကြတဲ့အတွက်လည်းထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်